ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လေကျွန်တော်လွယ်ကူရိုးရှင်းပြီးတော့လေလောက်ရတာလည်းမခက်ဘူးပြီးတော့စားလို့လည်းအရန်ကောင်းတဲ့ဒဝဲဒီတာအစားစာတစ်မျိုးဖြစ်တဲ့ဒဝဲမုတ်လက်တုတ်ကလေးလှုပ်စားပြလို့ကျွန်တော်ရဲ့ပြုလုပ်ပုံစင်စင်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ။တဝဲမုလတ်တုတ်ဟင်းရီပြုလုပ်ဖို့အတွက်ကိုတော့ကျွန်တော်ကဒီမှာအိမ်မှာကြော်ထားပြီးသားဖြစ်တဲ့ပင်လယ်ငါးတစ်တာငါးကြော်လေးတစ်ကောင်ကိုပဲအသုံးပြုပြီးတော့အလွယ်ချက်ထားပါတယ်။ငါးကိုတော့မိမိကြိုက်တဲ့တက်တဲ့ငါးအမျိုးအစားအသုံးပြုနိုင်ပါတယ်။ငါးကြော်မှမဟုတ်ဘဲနဲ့ငါးကိုလည်းပြုတ်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့အိမ်မှာရှိတဲ့ငါးကြော်လေးကိုပဲအခုလိုမျိုးအယိုးအသားလေးတွေနှွှင်ပေးထားလိုက်ပါတယ်။ပြီးရင်တော့ကျွန်တော်ကအယိုးတွေကိုမလွတ်ပြပဲနဲ့လေငါးကောင်းတဲ့အယိုးတွေကိုငါးပြုတ်ရည်လေးလိုမျိုးလေးကျွန်တော်ကလှုပ်ပြီးယူလိုက်ပါတယ်။ဒီတဝဲမုတ်လက်တုတ်ဟင်းရည်အတွက်ငါးကိုအရင်ဦးဆုံးပြုတ်ပြီးတော့အယိုးနှွင်ပြီးအသားတွေကိုယူရမှာဖြစ်ပါတယ်။အဲ့ဒီအခါမှာငါးပြုတ်တဲ့အခါမှာအဓိကအသုံးပြုပေးရမှာကတော့ပအုံးရည်ထည့်ပေးရမှာဖြစ်ပါတယ်။ပအုံးရည်အလွယ်တကူမရှိပါကရှလကာရည်အသုံးပြုပေးလို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာအယိုးလေးတွေကိုပြုတ်တဲ့အခါမှာရှလကာရည်ဟင်းစားစွန်းနဲ့နှစ်စွန်းစာခန့်ကျွန်တော်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်။ ယ်အခုဆိုရင်တော့ရုပ်ပြုတ်ရည်လေးကိုစကားနဲ့စစ်ယူပြီးတော့ကျွန်တော်ပြန်ပြီးတော့ဟင်းရည်ပြန်တယ်မှာဖြစ်ပါတယ်အရင်ဦးဆုံးဟင်းရည်တဲ့ကိုဇပလင်လေးတစ်ချောင်းထုထည့်မယ်ငါးအသားနှွှင်ထားတာလေးတွေထည့်မယ်စိမ်းသာငပိအနှဲငယ်တက်ထည့်မယ်အရသာအတွက်အချုံမုတ်အနှဲငယ်နဲ့တညက်ခဲလေးတစ်လုံးထည့်မယ်ငန်းပြရည်ထည့်မယ်ပြီးလို့ရှိရင်ကြက်သွန်နီလေးတွေကိုလေးစိတ်စိတ်ထားတာလေးတွေထည့်ပြီးတော့ပွက်ပွက်စုအောင်တည်လိုက်မယ်ဆိုလို့ရှိရင်ဒီတဝဲမုတ်လက်တော့ဟင်းရည်ရသွားမှာဖြစ်ပါတယ်နော်အခုဒီတဝဲမုတ်လက်တုတ်ချက်နီလေးရလေအရန်ကိုလွယ်ကူရိုးရှင်းပြီးတော့အိမ်မှာအလွယ်တကူလှုပ်စားလို့ရပါတယ် ဒီဟင်းရီကိုတော့မုတ်ဖတ်နဲ့ပဲတွဲပြီးတော့စားသုံးရမှာဖြစ်ပါတယ်။ဒဝဲဒီတာအခေါ်ကတော့ဒဝဲမုတ်လက်တုတ်လို့ခေါ်ပါတယ်။အဲဒါပေမဲ့မွေးငါးချက်တဲ့ပုံစံနဲ့လည်းသူကဆင်ပါတယ်နော်။ အခုဆိုရင်ဟင်းရီတဲထားတာကြိုက်ကြိုက်လဲစူသွားပြီးကျက်တုန်နီဘက်ကလေးတွေလည်းနူးသွားပြီဆိုလို့ရှိရင်ဒဝဲမုတ်လက်တုပ်ဟင်းရီရပါပြီခင်ဗျာဒဝဲမုတ်လက်တုပ်စားဖို့အတွက်မုတ်ဖက်ကလေးတွေထည့်ပြီးပြင်ဆင်ထားတဲ့ပကံလေးကိုခုနချက်ထားတဲ့ဟင်းရီကိုထည့်မယ်ပြီးရင်တော့မင်းမီချိုင်းနဲ့တက်ရအသီးရွက်ကလေးတွေထည့်ပြီးစားသုံးနိုင်ပါတယ်နန်းနန်းပင်ပဲဒီပူစီနံပဲဒီပင်ပေါက်စသည်ဖြင့်မင်းမီချိုင်းနဲ့တက်တယ်လို့ထည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့အိမ်မှာအသင့်ဝယ်ပြီးသားပဲဒီနဲ့ပဲဒီပင်ပေါက်ပဲရှိလို့ထည့်ပြီးတော့စားလိုက်ပါတယ် ခုဒီမှာပဲသီးလေးတွေကိုလေလက်နဲ့ချိုးထက်ပြီးရင်လေတံမြသီးလေးညှစ်လိုက်မယ်ဆိုရင်လေအိုရှယ်ပဲနော်အရန်စားလို့ကောင်းတဲ့တဝဲမုတ်လက်တော့ရပါပြီခင်ဗျာချင်းမိတ်ဆွေများလည်းဒီတဝဲမုတ်လက်တော့လေးကိုချက်စားကြည့်နော်အရန်စားလို့ကောင်းပါတယ်ခင်ဗျာလွယ်ကူရိုးရှင်းပြီးတော့အတားအဝလည်းလောက်ရတာလွယ်ပါတယ်ခကြီးကထလည်းမများဘူးအလွယ်တကူအစာပြေပဲစားစားမနက်စာပဲစားစားအရန်စားလို့ကောင်းတဲ့တဝဲမုတ်လက်တော့ပါနော် ကဲဒီမှာရပြီတီးမယ်ဝါဒီဝါဒီဝယ်မုတ်လက်သုတ်စားခြင်းလို့ကောက်ထားပြီးတော့ချက်တီးလိုက်ဆွဲမယ်ဆရာဒီညှိမယ်သူကနည်းနည်းချစ်ချင်းအဲကျလကာကြီးနဲ့ထည့်ထားတဲ့ခါကျတော့လေချင်မြုံချင်မြုံရတာလေးတော့ရှိပြီးသားเนาะသူကဒါပေမဲ့ကျွန်တော်ကအချင်းကြိုက်တော့နည်းနည်းထပ်ပြီးတော့ညစ်ပြီးစားမှာကဲဆွဲပြီးဟိုးရှယ်ပဲညုပ်ပြီးတော့ရှယ်ပဲเนาะဆက်ပြဲလန်နေဒီမုတ် ဲဒဝင်မိုးလဲတော့လေးကောင်းတဲ့ပေါ်သွားပါပြီအာပြပါ ောင်းလိုက်တော့ချွတ်လို့ရေးကျပဲကဲအရန်မဲစားလို့ကောင်းပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစီနော်ကြည့်ရှုပေးကြတဲ့ချစ်မိတ်ဆွေများတဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာယနေ့စစ်ဘေးသင့်ဒေတာများတဘာဝဘေးဆိုးကြီးတံကိုခံစားနေကြရတဲ့ညီကိုမောင်နှမချစ်မိတ်ဆွေများအားလုံးလည်းကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခများနဲ့စိတ်တော်ကပေါင်းများစွာမှအမြန်ဆုံးကင်းဝေးလွတ်မြောက်ပြီးတော့တာယာပျော်ရွှင်တဲ့နေ့ရက်ကလေးတွေအမြန်ဆုံးပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်